အန်ဒူးအဲလီယိုရဲ့နေ့စဉ်မှတ်တမ်းအောက်ကုတ်ရှိ1959ဒီနှစ်တစ်နှစ်လုံးငါခြေတပတ်ဟာအနာကကိုရောက်နေပြီခြေတပတ်ကတော့အတိတ်မှာရောက်နေတယ်ဘယ်ခြေလန့်ကိုကြိုက်တယ်လဲဆိုတာငါလည်းမသိဘူးကံကောင်းရင်နောက်နှစ်ဇွန်လဆိုရင်ပွဲရတော့မယ်အဖေကတော့ထုံးစံအတိုင်းလုပ်ရမယ့်ကာယလုပ်ငန်းတွေကိုမလုပ်တော့ဘဲအိမ်လုပ်ငန်းဖြစ်တဲ့ဘဏ်လုပ်ငန်းကိုလုပ်စီချင်တယ်တဲ့အဖေကမင်းကနေပြီးတယ်လီဖုန်းနဲ့လုပ်တယ် ငါကဘန်တိုက်မှာသွားပြီးအလုပ်လုပ်ရမယ်ပေါ့ငါအလုပ်ဆင်းတဲ့နေ့မှာပဲအဖေဟာမျက်စိကိုဖွင့်နားကိုဆွန့်ထားတဲ့ကိုဝေတာကိုကိုတတိထားကိုရောင်းတာကိုတတိထားကိုကင်ထားတာကိုတတိထားဒီလိုတတိရှိနေရင်အလုပ်တပုတ်ကိုချက်ချင်းနားလည်လာလိမ့်မယ်တဲ့မြို့လယ်မှာရှိတဲ့ဒုပန်တိုက်ရုံကတမိုင်းအတင်းတိုက်နဲ့မြေဆောင်တို့မှာရှိတယ်အဲ့ဒီတမိုင်းအတင်းတိုက်ဆိုတာငါပညာစီးပူးတဲ့နေရာပဲ အဲ့ဒီမှာဒို့အဘေးဖြစ်တဲ့တိခါတော်ရဆရာအန်ဒရူးအဲလီယော့1939ခုဟာဘတ်တက္ကသိုလ်ဆင်းတဲ့သူသားဂျွန်အဲလီယော့1982ခုဟာဘတ်တက္ကသိုလ်ဆင်းသူရဲ့နေ့စဉ်မှတ်တမ်းတွေကိုငါလေ့လာခဲ့ရတယ်။အဲ့ဒီနေ့စဉ်မှတ်တမ်းတွေကိုဖတ်လိုက်တဲ့အခါကျတော့မှငါတို့တိုင်းပြည်ရဲ့တမိုင်းဒိုမီတာဆိုရဲ့တမိုင်းလဲပါတာပေါ့လေ။အဲ့ဒါကိုရေးလေးလေးနားလေတော့တယ်။ဟာဘတ်တက္ကသိုလ်ကျောင်းသားရဲ့ဘဝဟာ အစကတည်းကဒီလိုပါပဲလား။ အဲ့ဒီထဲမှာဂျွန်အဲလီယော့ရဲ့ဟာဘတ်တက္ကသိုလ်ကအဆောင်နှစ်ပတ်လည်ညရာစာပွဲအကြောင်းကိုစိတ်ဝင်စားစရာကောင်းတာနဲ့ငါကူးလာခဲ့တယ်။သူ့မှတ်တမ်းမှာညရာစာပွဲအကြောင်းကိုဒီလိုရေးထားတယ်။တနေ့လင်အသားသပောင်စီရသည်။တို့ရတွင်အရသာမရှိသဖြင့်အသားဟုမပြောနိုင်။တချို့နေရာများတွင်နေကြာပန်းကင်းများရှိသည်။ထောပတ်ကလည်းအလွန်ညံ့သည်။ထောပတ်ညံ့သည်ဖြင့်ကျောင်းသားဆန္ဒပြပွဲများမကြာခဏဖြစ်ခဲ့သည်။တို့ရတွင် ငါတို့တွေရင်ငတ်ရွတော့မတင်နိုင်ကြောင်းသားတိုင်းစိုက်သားဖြိုရီတော့လူတလောက်ရသည်စိုက်သားဖြိုရီများများရတာလွယ်လို့ကျန်တာကတော့ဒုခိနဲ့အတူတူပါပဲဒါပေမဲ့တက္ကသိုလ်ဆိုတာပျော်စရာကြီးမဟုတ်ဘူးလေအမေရိကန်နဲ့ဗြိတိန်ဆက်ဆံရေးဟာဆိုးရွားလာခဲ့တဲ့အတိတ်ကြောင့်တက္ကသိုလ်နယ်မြေထဲမှာလည်းအခြေအနေတွေတင်းမာလာခဲ့တယ်ဗြိတိရှလိုလာတဲ့ကျောင်းသားတွေနဲ့အမေရိကန်လွတ်လပ်ရေးကိုလူလာတဲ့ကျောင်းသားတွေမကြာခဏရန်ဖြစ်ကြတယ် ရိုက်ကြတယ်။အဲဒီနောက်မှာအမေရိကန်လူလတ်ရေးစစ်ပွဲဖြစ်လာခဲ့တယ်။1983ခု ပေါ်စတန်တီးပါတီကိစ္စပြီးလို့မကြာခင်မှာတိုးချောင်းသမင်းစားကန်းထဲမှာတိုရီတွေနဲ့အမေရိကန်လူလတ်ရေးလူလာတဲ့ကျောင်းသားတွေအကြီးအကျယ်ရိုက်ပွဲဖြစ်ခဲ့ကြတယ်။အစားတောင်းကြောက်ရန်ဖြစ်တာမျိုးမဟုတ်ဘူး။တကယ့်တိုက်ပွဲဖြစ်ကြတယ်။ဆရာတွေကကျောင်းသားတွေကိုဝင်ထိန်ပေးကြတယ်။58ခုနှစ်ဘွဲယူမီဟာဘာတက်ကတူចောင်းသားအတုတ်တီ နောက်ဆုံးနှစ်အတင်းတန်းကိုတက်ရန်ကျောင်းသို့ပြန်ရောက်လာကြသည်သူတို့တက်ကြွတို့ကျောင်းသားဘွားသည်ဟုသောတဲနာကြီးကြီးတွင်တဲနေနေသာကျန်သောတီကိုသူတို့အားလုံးသိကြရသည်မကြမီဆိုရင်သူတို့သည်အမိဟာပါတက်ကြွတို့၏နူးညံ့သောဝမ်းကြတိုင်းမှလွတ်ကာကြမ်းတမ်းခက်ထန်သောအပြင်လောကကြီးတွေကိုရောက်ကြရတော်မည်အရာအားလုံးသည်ကြောက်စရာအရှိန်ဖြင့်တွားနေကြသည်ဟုထင်ရသည် နောက်ဆုံးနှစ်ကျောင်းသားများမှာတောင်ပေါ်ချောစီးသူများလိုဖြစ်နေကြသည်တချို့ကအချိန်ပြင်းလာတဲ့ဖြင့်ထိတ်လန့်နေကြသည်တချို့ကပန်းနိုင်တို့နီလာမန်တိတော်လဲကိုယ့်ကိုယ်မဟန်နိုင်ပဲဖြစ်နေကြသည်ယခုအထိသူတို့အတန်းသားတွေတွင်ကိုယ့်ကိုယ်တက်သေးသွားသူ၃ယောက်ရှိနေပြီဟာပတက်ကတို့ကျောင်းတော်ကြီးတွင်ဆာမူဝဲကြာ၍နေခွင့်မရမီဆိုသောကြောင့်တက်သေးခြင်းဖြစ်သည်နောက်ဆုံးနှစ်နှစ်ယောက်ကိုယ့်ကိုယ်တက်သေးသည်သူတို့သည်ကျောင်းမှထွက်ရမည်ဆိုသောကြောင့်တက်သေးခြင်းဖြစ်သည် သူတို့နောက်ဆုံးနှစ်တည်းတနည်းကြည့်ရင်ကြည်ခွဲစရာတော့ကောင်းတယ်ပထမ၃နှစ်ကပျော်ခဲ့တည်ခဲ့ပွေခဲ့တဲ့အဖြစ်အပျက်များသည်လွမ်းစရာမောစရာဆွေးစရာများဖြစ်လာကြသည်ဆမ်မွေနာနီလာကြသည့်အခါနောင်သာရစရာဖြစ်လာသည်အချိန်ဒီကုံသွားပြီးနှမျောစရာဖြစ်လာသည်အခွင့်လန်းတွေလက်လွတ်သွားပြီးဟုတတတဖြစ်စရာဖြစ်လာသည်နောင်တွင်ဘယ်တော့မှပြန်၍မရနိုင်တော့တော့အပူပင်ကင်းမဲ့ဒီကာလများကိုလွမ်းစရာဖြစ်လာသည် တို့ရတွင် ထိုအထဲတွင်မပါသူများလည်းရှိစဉ်သလားလို့ရှိပါ၏နောက်ဆုံးနှစ်တည်ဟူသောလုံကြီးတဲ့တွင်ထဲ့ပြုတ်သည့်တိုင်းကြေပြုံမသွားသူတို့မှထိုနှစ်အတွက်တက္ကသိုလ်ကျောင်းသားများကိုဂုံပြောင်အောင်လုပ်ပေးမဲ့သူများဖြစ်ကြသည်ထိုအထဲမှတယောက်မှာ1958ခုနှစ်ပေါ်စတန်ဆမ်ဖိုနီစတီဝိုင်းကြီးနှင့်အတူစနေရကိုတကူတော်တီးပြနိုင်ခဲ့သည့်ဒင်းနီဖြစ်သည်တို့တိုင်းပရိသတ်တွေရှေးမောက်တွင်စနေရစီတို့ခလန်လန်ဖြင့်လျှောက်လာနေသည့်ဒင်းနီသည် လွန်ခဲ့တဲ့ຫນွေဦးက ဟာပတ်ကိုရောက်လာခဲ့သည့်မျက်မှန်တဲ့လူငယ်ကလေးမဟုတ်တော့ယခုသူ့တွင်မျက်မှန်မရှိတော့မျက်မှန်ချွတ်လိုက်ခြင်းမှာမျက်စိပြန်ကောင်းလာရည်မဟုတ် မနစ်ကတင်ကယ်ဝို့သို့သွားသည့်စဉ်သူ့လက်တံကိုတဘောချသည့်ကာမာလေးတယောက်ကြောင့်မျက်မှန်ချွတ်ခဲ့ခြင်းဖြစ်သည်စန္ဒယာတင်းနေစဉ်မျက်မှန်ကြည့်တတ်ထားသည့်ဖြင့်ချစ်စရာကောင်းသည့်သူ့မျက်လုံးစိမ့်ပြပြများကိုမမြင်ရဟုကာမာလေးကပြောသည်ထိုနေ့တွင်တင်းနေသည့်မျက်မှန်ဆိုင်သို့သွားကား မျက်မှန်ကိုချွတ်ပစ်ခဲ့ပြီးမျက်ကပ်မှန်ကိုတက်လာခဲ့သည်စင်ဖိုနီခန်းဆောင်စင်မြင့်ပေါ်သို့ဒင်နီတက်လာသည့်အခါတွင် သူ့အသေးကြော်ကလေးပြောသည့်စကားမှန်ကြောင်းဒင်နီသိရသည်အားလုံးကပင်လက်ခုပ်အောပါပေးကဟာကောင်လေးကချစ်စရာလေးဟု ဆိုကြသည်သူ့လက်တံမှာဆိုစရာမရှိ သူစနေရသည့်လင်စိတ်ပါလက်ပါတီးတက်သည်နောက်ဆုံးတီးလုံးကိုချလိုက်သည့်အခါစပင်းသည် သူ့နှဖူးပေါ်သို့ဝဲကျနေသည် အလုံးကမတ်တရရေဩပါပေးကြသည်ပလိတက်သည်ဘလောက်ကြောင်ဩပါပေးနေသည်ကို သူတတိမထားမိတော့တင်းနီသည် လက်ခုဩပါတန်ဒီရေကြီးသေးတဲ့မျောပါသွားကအချင်းကိုတတိမရမန်ကသာသူ့ကိုဘေးကန်းဆောင်လို့တွဲခုံမသွားလင် စင်ပေါ်တွင်မြင်မြကြကြရက်နေမိသူမသိဩဝါစာလက်ခန်းသို့ရောက်ပြီးမကြခင်တွင် သူ့အဖေနဲ့အမေရောက်လာသည်ထို့နောက်ဇာနေစင်းများမှတရင်ထောက်များသူနဲ့မန်တို့လက်ဆွဲနှုတ်ဆက်နေကြစဉ် တပ်ပုံတွေတစ်ဖြက်ဖြက်ရိုက်ကြသည်ထို့နောက်အဖေနဲ့အမေနဲ့တွဲရိုက်သည်ထို့နောက်နယူးယောက်မှရောက်လာကြသည့်ဂီတပညာရှင်အကျော်အမွန်များနဲ့တွဲရိုက်ကြသည်နောက်ဆုံးဒီနီကပင်တောင်းပန်ယူရတော့သည်ကဲတော့ကြပါတော့ဗျာကျွန်တော်မင်းညကလေးရတယ်တမိမမအေးရသေးဘူးခင်ဗျားလိုချင်တာလည်းရပြီမဟုတ်လားတင်းထောက်များကလည်းဂျင်းတ်သွားကြသည်ဤတွင်ခက်ခဲခဲတင်းထောက်တယောက်က ကျွန်တော်ခမည်းတပ်ပုံကိုပြက်ကနေထုတ်ချင်နေဗျာဒီတော့ခမည်းမင်းကလေးမိတ်ဆွေကိုနန်းနေတဲ့ပုံကလေးများမရဘူးလားတပုံတော့ရိုက်ခွင့်မေးပါဒီနေ့ဒီမာရီယာထိုင်နေသည့်ခုံတန်းပက်စီတို့လှမ်းကြည့်လိုက်သည်ဒီနေ့ကမာရီယာကိုလက်ရက်ရစ်ခေါ်လိုက်သည်မာရီယာကကောင်းခါပြသည်ဒီနေ့စိတ်ပြတ်သွားသည်သူနဲ့ချစ်စရာကောင်းမလေးတို့တွဲထားသည့်ပုံကိုမြင်ရတော့မည်မဟုတ်မတတ်နိုင်ဒီနေ့လက်လျှော့လိုက်သည်ကဲ သူကဒီလိုရိုက်ခံလို့မရှိဘူးဗျနောက်တစ်ခါကြားတော့မှာပေါ့စတူဒါမန်တိုင်းတင်းဆိုင်များသည်စိတ်ပြက်လက်ပြက်ပြင်းဆုတ်ခွာသွားကြသည်ဒင်နီနှင့်မာရီယာတို့သည်ရစ်ဟိုတယ်တို့ပြန်ရန်မော်တော်ကားစီကိုလာခဲ့ကြသည်စင်ဖိုနီဝိုင်းကသူ့အတွက်တည်တံ့ငှားပေးထားခြင်းဖြစ်သည်ဒင်နီသည်အိမ်မက်တဝက်ဖြင့်ဟိုတယ်တို့ပြန်လာခဲ့သည်ဒင်နီသည်စင်ကြလာသောမော်တော်ကားကုရှင်ကြီးကိုမှီ ငါတော့ဂီတအကျော်မော်တယောက်ဖြစ်ပြီဟုသူ့ဟာသူဂျင်းနဲ့နေသည်အင်းမြလောက်ကိုကိုကိုထုံမြလောက်ကိုကိုကိုနှင်းသိမ်းရလိမ့်မည်ဟုဒီနေ့တခါမှမထင်ခဲ့သူ့ဘဝအတွက်အေးခံပွဲကိုဂျင်းချင်းလောက်ပါဟုအဖေနဲ့အမေတို့ကိုပြောထားခဲ့သည်သူ့ဘဝအောင်ပွဲတွင်သူ့ဆရာလင်းတော်မရှိသည့်အတွက်သူမစိတ်မကောင်းထို့ကြောင့်အေးခံပွဲကိုခက်ချင်းချင်းအလုပ်ခန်းခြင်းဖြစ်သည်သူတီမြကြော်ကြားလာခြင်းမှာဆရာလင်းတော်၏ကြီးစုကြောင့်မဟုတ်လောတို့ရတွင် ယနေ့ညပရိသတ်ကသူ့ကိုဩဘာပေးပုံမှာတကယ်ယဉ်မှုလောက်တည်။ထို့ကြောင့်ဆရာကိုခဏတော့မေးထားပြစ်လိုက်ရသည်။မန်းနှင့်ပြားစပ်ပရိသတ်တာဝန်ခံတို့ကသူ့ကိုကွန်ပျူတာအနေဖြင့်ရှမ်ပိန်တစ်ခွက်စီလောက်တောက်ပြီးနှုတ်ဆက်ပြန်သွားကြသည်။မနေ့ဖြန်တွင်တူတူပွဲတပွဲတင်စရာရှိသည့်ဖြင့်အနားယူရန်စောစောပြန်ကြခြင်းဖြစ်သည်။ထို့စဉ်ပိုစတန်စင်ဖိုနီတီဝိုင်းမန်နေဂျာကအဲ့ဒီတယောက်ကိုခေါ်လာခြင်းဖြစ်သည်။ တဲ့ကလေးမပဲမဆိုင်နိုင်ဘူးသူကဆိုသည်ထိုးရဲ့တယ်မှာတခြားသူမဟုတ်ကဘာကျော်ပလေတာပွဲမန်နေဂျာဟူရော့စ်ဖြစ်သည်ဟူရော့ကဒင်နီအီစနီယာလက်တံကိုသူမိများလောက်သဘောကျကြောင်းပြောရုံမှာကဒင်နီကိုသူစင်တင်ချင်သည်ဟုကမ်းလန့်သည်နောက်နှစ်တွင်ကဘာကျော်တီဝိုင်းကြီးတစ်ခုနှင့်တီးစီချင်သည်ဟုလည်းဟူရော့ကပြောသည်ဖြစ်ပါမလားဗျကျွန်တော်ကအညာတရအေးဒါပေမဲ့ငါကအညာတရမဟုတ်ဘူးကွာငါနဲ့ဆက်သွယ်နေတဲ့တီဝိုင်းကောင်းဆောင်တွေကသူတို့နာကိုသူတို့ယုံပြီးသား ။ဒါဖြင့်မင်းညကကျွန်ုပ်ပွဲကိုသူတို့လည်းနားထောင်ကြရပေါ့။ဟူရောကပြုံးသည်။သူတို့တော့လာနားမထောင်ဘူး။ဒါပေမဲ့ဆရာမန့်ကမင်းကိုတိတ်ကူးထားပါဆိုလို့ငါကူးလာခဲ့တယ်ကွာ။ဒီတော့မင်းခွင့်ပြုမယ်ဆိုရင်ဒီတိတ်တွေကိုသူတို့ဖွင့်ပြခြင်းနဲ့တိတ်ကောင်းတာပေါ့။ဒီမှာမစ္စတာဟူရောကျွန်တော်ကဒင်နီရဲ့အဖေပါ။ကျွန်တော်နဲ့မနက်လာစားပါလား။အာတာရိုစီကပြောသည်။ဒင်နီဒီသူ့အဖေကိုတစ်ချက်လမ်းကြည့်ပြီးနောက်ဟူရောဘက်သို့လှည့်ကား ကျွန်တော်တိတ်ဝမ်းတာပါတယ်ခင်ဗျ။နောက်များတော့ဒီကိစ္စကိုဆွေးနွေးကြတာပေါ့။အေးအေးမိအားတဲ့အခါစကားပြောကြအောင်ကွာဟုဘူရိုကစိတ်အားထက်သန်စွာပြောတယ်။ဘူရိုတီသူတို့ကိုယဉ်ကျေးစွာနှုတ်ဆက်ပြီးနောက်ဒါရိုက်တာနဲ့အတူပြန်သွားတယ်။အခန်းထဲတွင် သူတို့၄ယောက်သာကျန်ရင်ခဲ့တယ်။ဒင်နီသူ့အဖေနဲ့အမေပြီးတော့မာရီယာတို့အီတလီလေးကြီးပဲကျန်တော့တယ်ဟုဆိုကသူ့အဖေကသူသားကိုမကြည့်ပဲစကားပြောတယ် ပြန်လည်တင်းမြခါစားရှိသည့်သူတို့သားအဖဆက်ဆံရေးတွင် သူကနေကြောပြီးရှေ့အလို့တကြီးပြောမိသဖြင့်တားကိုခက်ချင်းချင်းဖြစ်နေသည်။ကဲအာလွန်တဘောသူရင်ဒီအခန်းထဲမှာလူမရှိပေမဲ့ဝိညာဉ်သာရှိတဲ့သူတယောက်အတွက်စူတောင်းပြီးဝမ်အရက်တော့ကြအောင်ဟုအမေကပြောသည်။ဒီနေ့ဒီကောင်းချင်းပြလိုက်ပြီးအရက်ခွက်ကိုမြောက်လိုက်သည်။တာကြီးဖရင်ရော့စီအတွက်ဟုအဖေကဆိုသည်။ သားငယ်ဖြစ်သူဒင်နီဤပိုင်နိုင်သောလေတံကြောင့်အဖေဆက်၍စူမတောင်းနိုင်ပဲရပ်သွားသည်အကိုအတွက်နေပါအောင်ဖေဒီနေ့ညတော့မတော့ပါနဲ့အောင်အားလုံးကတိတ်ဆိတ်သွားသည် အမေကကဲဒီလိုဆိုကိကြဆရာလင်းတော်အတွက်စူတောင်းတော့ကြမယ်ဒီလိုတပည့်မျိုးကိုမွေးထုတ်ပေးနိုင်တဲ့အတွက်ဆရာလင်းတော်ဒီနေ့ညမှာကောင်းကင်ဘုံရောက်ပါစေလို့သူတို့ဒီတိတ်ဆိတ်စွာတောင်းနေကြသည်ဆရာလင်းတော်ဆိုတာဒီနေ့ရဲ့ကိကြဆရာလေးဟုအမေကပြောသည် မာရီယာကလေတန်းကလေးဖြင့်ဟုတ်ကဲ့မာရီယာသိပါတယ်ဂျီနီကမာရီယာကိုအကုန်ပြောပြပြီးပါပြီဆရာကို သူဘလောက်ချစ်ခင်လေးစားတယ်ဆိုတာနောက်ထပ်ဘာလို့ရမည်မသိတဲ့ဖြင့်အလုံးငြိမ်နေကြသည် နောက်ဆုံးတွင်မာရီယာကပြောသည်ဒီပွဲလေးကိုမာရီယာမဖြစ်ချင်ဘူးနည်းနည်းနောက်ကျနေပြီဒီတော့မာရီယာတက်စီတက်စီခေါ်ပြီးအဆောင်ကိုပြန်မဖြစ်မယ်နည်းနည်းစောင့်ပါဦးလားကိုလဲလိုက်မယ်လေ မာရီယာကိုပို့ပြီးရင်ကိုလည်းအဆောင်မှာဆင်းနေခင်ရမှာပေါ့ရပါတယ်မာရီယာပြန်နေမယ်အကူကဂီတအဖွဲ့ကအကောင်စားဟိုတယ်ကိုငှားပေးထားတာပဲအဆောင်ကတန်ကလေးမမကြီးပုံမှာအေးရတဲ့ဇင်ကြတာပေါ့မာရီယာတီသူ့နောက်ဆုံးစကားကြောင့်ရှက်သွားတယ်သူ့စကားကြောင့်တင်နီတန်ကလေးမမပေါ်တွင်သူ့အိတ်ဖူးချောင်းကိုသူ့အဖေရိတ်မိသွားလိမ့်မည်ဟုထင်တယ်တို့ရတဲ့ကိစ္စမရှိသူကဖြစ်ချင်းချက်မထုတ်ရသေးမည် အဖေနဲ့အမေတီသူတို့ကိုနှုတ်ဆက်ပြီးသူတို့အိတ်ခန်းစီသွားကြသည်ဒင်နီနဲ့မာရီယာသည်အောက်သို့ဆင်းနေသောတက်လီကာထဲတွင် ရှင်လျက်သားလိုက်လာကြသည်တယောက်ကိုတယောက်မကြည့်မီမာရီယာဒီနေ့ညအကိုတို့အတူနေကြမယ်လေမာရီယာနဲ့အတူနေခြင်းတယ်အကိုရဲ့အထူးညမှာကိုချစ်သူနဲ့အတူနေခြင်းတယ်ဒီနီကခတ်တိုးတိုးပြောသည်မာရီယာပြန်မနေတဲ့ကိုတကယ်ပြောရပါ မာရီယာကလည်းခတ်တိုးပြန်ပြောသည်လာပါမာရီယာရဲ့ကိုနဲ့အတူအပေါ်ထပ်ကိုလိုက်ခဲ့ပါဒီနေ့ညမှာကိုတို့နှစ်ယောက်တည်းနေကြအောင်နော်အကိုပြောတယ်ဆိုတာမာရီယာနားလဲပါတယ်ဒါပေမဲ့အကိုနဲ့မာရီယာဟာဘွားချင်းမတူတော့ဘူးအထူးသဖြင့်ဒီနေ့ညနောက်ပိုင်းမှာဘွားချင်းခြားနားသွားပြီမာရီယာကခတ်တိုးတိုးပြောသည်မာရီယာပါဟုဆိုရလား စင်မိုရောက်တော့အကိုဟာဘွားပြောင်းသွားပြီလေအကိုရဲ့အောင်မြင်မှုအတွက်မာရီယာဝမ်းသာပါတယ်ဒါပေမဲ့အကိုဟာလောကသစ်တစ်ခုကိုရောက်သွားပြီမာရီယာကတော့လောကဟောင်းမှာကျန်ရစ်ခဲ့တယ်အကိုရဲ့လောကသစ်မှာမာရီယာမနေတတ်ဘူးတင်းဒီဒီစိတ်ကိုအနိုင်နိုင် ချုပ်သေးထားလိုက်သည်သူ့ဟာတည်းမရပါလေအကိုနဲ့ line မအိတ်ချင်လို့ပြောင်းပြတာပေါ့ဟုတ်လားမဟုတ်ပါဘူးအကိုရဲ့အကိုဘွားမှာတခြားသူတွေအတွက်နေရာမရှိတော့ဘူးဆိုတာဒီနေ့ညမှာပဲမာရီယာသိခဲ့ပြီလေ အခုအပေါ်မှာထိုးထားတဲ့မိမောင်းဆက်ဝန်းကတယောက်စာပဲရှိရကိုနှစ်ယောက်မရက်လောက်ဘူးမာရီယာကလှက်ထွက်က အမောင်ရိတ်တန်းနေသည့်တကားပေါက်စီခြေလန်းပြင်သည်မာရီယာခဏသူ့တန်ဒီကြောက်ဖြူသားခန်းဆောင်တဲ့အနေငယ်ပဲ့တင်ထပ်သွားသည် မာရီယာကရက်လိုက်ပြီနောက်ထပ်မပြောပါနဲ့အကိုရဲ့ရှစ်ကြီးခိုးပါရဲ့အကိုကမာရီယာတသက်လုံးအမှတ်ရနေမှာပါဘယ်တော့မှမမေ့ပါဘူးမာရီယာဒီသူ့ကိုနှုတ်ဆက်ကဆုံတဲ့တကားစီမှာ ထွက်ပြီးအပြင်မှောင်ထုတဲတို့ရောက်သွားသည်သူ၏အကြီးဆုံးအောင်ပွဲကိုရခဲ့သည့်ညတွင်ဒင်းနီသည်လူသူကင်းရှိနေသောခန်းဆောင်ထဲတွင်တယောက်တည်းကြံ့ရည်ခဲ့သည်ထိုညတွင် သူသည်အောင်မြင်မှုနှင့်ဆုံရှုံမှုတို့ကြောင့်ဒုက္ခစားချက်များသည့်ဝေဝါးနေကြသည်တို့ရတွင်ထိုဆုံရှုံမှုသည် သူ ပေးလိုက်ရသောတန်ဖိုးဖြစ်ကြောင်းသူသဘောပေါက်သည်ကြောကြားမှုအတွက်ပေးလိုက်ရသောတန်ဖိုး လင်ပရုစ်နဲ့ဆာရာတို့မှာယခုချိန်တွင် မခွဲနိုင်မခွာရအောင်ဖြစ်နေကြပြီသူတို့မှာအကြီးကပါတာတွေယူတော့လဲအတူတူသူတို့ပြောတဲ့စကားများမှလည်းချစ်ချိန်မှလွဲ၍ကဏ္ဍဝင်စားပေးကြအောင်အထက်တန်းအတွက်ဆာရန်ကောင်းစဉ်ရွေးရမှာပင်သူတို့နှစ်ယောက်ဒီစင်သူကိုရွေးကြသည်ဗမာခဝစ်တမင်ကြီးကြမှုဖြင့်ဂရိခေတ်အချစ်နှက်ဖျားမများအကြောင်းကိုရေးမိအထူးသဖြင့်အေပိုလိုနီးယပ်စ်အကြောင်းကိုအခြေခံထားသည် လင်ပရုစ်ကဘာမောကဖင်လီကြီးကြပ်မှုဖြင့်ဟိုမာ၏အမျိုးသမီးဆက်ဆောင်နှစ်ယောက်အကြောင်းကိုရေးပြီးအထူးသဖြင့်ဟယ်လင်နဲ့ပင်နီလောသို့၏အကြောင်းဖြစ်သည်ညနေဆိုရင်သူတို့နှစ်ယောက်သည်စာကြီးတိုက်ထဲတွင်မင်းနေချင်းဆိုင်ထိုင်ကားစာရီကိုကုန်းကျက်ကြသည်စာကြေးပြင်းပြင်းရှိလျင်တယောက်နှင့်တယောက်လက်တင်လိုဂရိလိုတော်ရမ်းမဲ့ဘွဲကိုရေးပြီးတယောက်တလဲဖက်ကြသည်ညနေတိုင်းလင်သူတို့နှစ်ယောက်သည် ာဂါဇာသမားများနဲ့အတူလေ့ကျင့်ခန်းဆင်ကြသည်တို့ရတွင် သူတို့လေ့ကျင့်ခန်းဆင်ရာကစားကွင်းမှာအန်ဒူးအလီယော၏အခန်းတို့တိုင်သူတို့နှစ်ယောက်ဟာဘတ်တက်ကတို့နောက်ဆုံးနှစ်သင်တန်းတို့ရောက်လာသည့်အခါသူတို့သည်မောင်မယ်တွေ့လင်ကလေးများ၏ပျော်စရာများသည့်ကုံဆုံးသွားတဲ့ကဲ့သို့သူတို့အချစ်အိမ်မယ်ကလေးများသည်လည်းညီကုံတို့ရောက်လာပြီကိုသူတို့သတိထားမိကြသည်ညီကုံတို့မဟုတ်လင်တော့အထုတ်ထိတ်တို့ရောက်ပြီဟုသတိထားမိကြသည် လင်ဘရုစ်ကဟာပါတက်ကတို့ကန်နဝင်စာပေတင်နန်းပွဲကိုယူရန်လျှောက်သည်ဆာရာကလည်းသူ့လိုပင်ကန်နဝင်စာပေတင်ပွဲယူခြင်းသည်တို့ရတွင် သူမိဘတွေကဥရောပဘာသာရပ်တစ်ခုကိုလေ့လာစေခြင်းသည်ဆာရာအားလင်ဘရုစ်နဲ့ဝေးသွားအောင်တမင်လှုပ်ခြင်းမဟုတ်သူတို့သည်လင်ဘရုစ်ကိုတွေ့လဲမတွေ့ဘူးမြင်လဲမမြင်ဘူးသူ့အကြောင်းကိုလည်းဘာမှမသိတို့ရတွင်ဆာရာသည် Limpros E တနင်္ဂနွေနေ့ညစာစားပွဲများတွင်အမြဲလာနေကြဧည့်သည်တယောက်မိသားစုလူဝင်ဖြစ်နေသည် Limpros အမေကလည်းဆာရာကိုသူတို့ချွေးမတော်ခြင်းသည်သူတို့နှစ်ယောက်သည်သူတို့၏အနာဂတ်အတွက်ဘာမှတန်တရားမဖြစ်သူတို့နှစ်ယောက်စလုံးကအကြိုက်ချင်းတူကြသည်ဝါသနာချင်းတူကြသည်တယောက်ကိုတယောက်ချစ်ကြသည်ကံဝင်စားပေးကိုချစ်ကြသည်သူတို့သည်လက်သက်ထင်းများ၏ကိစ္စကိုတခါမှမဆွေးနွေးဘူးတယောက်ကညင်းမိဆိုသည်ဖြင့်သူစကားကိုမဆကြင်မဟုတ်သူတို့နှစ်ယောက်သည် တယောက်ကိုတယောက်ယာတက်ပံချစ်နှစ်ကြပြီဟုယုံကြည်နေသောကြောင့်ဖြစ်သည်လက်ထပ်ထိန်များခြင်းသည်အဆောင်ရောင်များသာဟုထင်နေကြသောကြောင့်ဖြစ်သည်ဂရိပါတာတွင်ယောက်ျားနှင့်မိန်းမဆိုသည်မှာလင်းနှင့်မယဟု၍လည်းအတိတ်ပဲထွက်ကြောင်းသူတို့သိကြသည်သို့ဖြင့်သူတို့သည်စိတ်ဓာတ်အားဖြင့်၎င်းအတိတ်ပဲအားဖြင့်၎င်းလက်ထပ်ထိန်များပြီးဖြစ်နေကြလိမ့်မည်ကျော်ကေလာသည်ဟာဘတ်တက်ကတူနောက်ဆုံးနှစ်ကျောင်းသားအဖြစ်ရောက်လာခဲ့ပြီ သူအတန်းသားများထက်ပို၍အမေရိကန်ဆန်ကပို၍ဟာဘတ်ကျောင်းတော်ကြီးသားဆန်နေသည်ဟုသူကိုယ်သူထင်သည်။စာချက်ချင်းဖြင့်သူများတွင်နှင့်အခန်းချင်းတွဲမနေတယောက်ခန်းကိုယူနေသည်။အေးတကားပိတ်ပြီးတေအောင်သာချက်ညီဘောကနောက်သည်ကြော့ကဲလာသည် အမြောက်တပ်ပို့တူလို့ဖြစ်နေသည်။ဟာဘတ်တက္ကသိုလ်ရောက်စားနှစ်တွင်ကိုခန်ကောင်းအောင်လေ့ကျင့်ပြီးပြီ။ညွေရာသီတွင်ပြစ်မှတ်ကိုပြစ်တက်အောင်သင်ခဲ့ပြီးပြီ။ပြစ်မှတ်ဖြစ်သည့်နောက်ဆုံးနှစ်ဆိုင်ဝင်ပွဲအတွက်စာတန်းကောင်းစဉ်ကိုယူခဲ့ပြီးပြီ။ သူစာရန်ကောင်းစဉ်မှာဆိုဗီယက်တင်းစားများကပြောပြတော့ဟန်ဂရီတော်လန်ရေးဆိုသည့်ကောင်းစဉ်ဖြစ်ရာထိုကောင်းစဉ်ကိုသူထက်မြေသူများကောင်းအောင်ရွေးနိုင်မည်မထင်ထိုကောင်းစဉ်ကိုဒေါက်တာကေကရွေးပေးခြင်းဖြစ်သည်တနည်းအတွင်စာအုပ်တော်ထုတ်ရရနိုင်ပါသည်သူအဖို့နိုင်ငံရေးအောင်ပွဲကိုအရယူရန်အတွက်လမ်းတွင် ရှိသည့်အသားစိတ်ဟုသမားတို့ကိုခြေမုံရန်လက်နေတစ်တခုကိုရလိမ့်မည်တို့ရတွင်သူရည်မှန်းချက်ပန်းနိုင်သည့်အပေနီတနည်းတင်တန်းအပြည့်တွင် ဒေါက်တာကီစင်ဂျာ၏၄၀ဆက်တထာကြီးရုံးခန်းထဲတွင်ရီခဲစိန်လက်ဖက်ရည်ကိုတောက်ရင်ဒေါက်တာကီစင်ဂျာကသူ့ကိုမေးသည်ဒီတိုင်းဆိုရင်တော့ဟာပတ်မှာဘာမှခတ်တယောက်ဖြစ်နိုင်ပါရဲ့ကွဆရာကြီးမှန်ချက်ကတော့ဒီလောက်နဲ့ပဲရပ်သွားပြီလားဆရာကျော့ကမေးသည်ကျော့ကေလာကခက်ပြောင်ပြောင်မေးလိုက်သဖြင့်ဒေါက်တာကီစင်ဂျာသည်အဖြေရကျက်သွားသည်တို့ရတွင်ရည်တလိုမောတလိုဖြင့် တတ်နိုင်ရင်ဘယင်အီဂရက်လည်းဖြစ်ချင်တာပေါ့ကွာမင်းကောဂျိုကယ်လာကပြုံးကဖြစ်တာမဖြစ်တာအပါထားတမတာဖြစ်ရင်နေသလားဆရာဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်စလုံးဘာမှဖြစ်မှာမဟုတ်ပါဘူးဆရာကျွန်တော်တို့နှစ်ယောက်မှာအထွတ်ထိပ်ရောက်ဖို့ကံစလာမပါဘူးထင်တာပါပဲကစ်စင်ဂျာကသူ့ကိုလက်ညှိုးထိုးပြလိုက်ကဒီလိုတော့လည်းမဟုတ်သေးဘူးကွာအင်ဖြူတော်မှာရှိတဲ့လူတွေဟာတိုင်းပြည်ကိုတကယ်အုပ်စိုးနေတယ်လို့မင်းထင်သလားမဟုတ်ဘူးကွာ သူတို့ဟာဘလုံးနီးပြဆရာရဲ့စကားကိုနားခံနေရတဲ့နောက်တန်းလူတွေမင်းကောငါကောသူတို့ရဲ့အကြံပေးရာရှိတယ်မဖြစ်ဘူးလို့ဘယ်သူပြောနိုင်လဲတတော်တော့ပျော်စရာကောင်းပဲကွာအဲ့လိုမထင်ဘူးလားဒါဖြင့်ရာဇပလင်နောက်ွယ်ကအာနာမျိုးကိုဆရာပို့ပြီးတဘောကြရဲဆိုပါတော့ဒီလိုတော့လည်းမဟုတ်သေးဘူးပေါ့ကွာငါဆိုလိုတာကအာနာနဲ့ကိုလို့ချင်တာလုံနိုင်တဲ့လူမျိုးကိုဆိုလိုတာကိုလို့ချင်ရဆိုတာကောင်းတဲ့အလုပ်တွေပေါ့ကွာ ကျော်ကေလာကပြုံးရီကောင်းခြင်းပြသည်ထို့နောက်လက်ဖက်ရည်ခွက်ကိုမြှောက်၍ဆရာအတွက်အာနာဒီအများကြီးရပါစေဟုဆုတောင်းသည်ဂျေဆန်သည်ကန်တက်တပ်ဖွဲ့တင်းနန်းစစ်နေရာမှာကျောင်းသို့ပြန်ရောက်လာခဲ့သည် အသားတွေဂျီနီယောင်ပေါက်ကတောင်းတင်းလျက်ခါတိုင်းထက်ကြွသားတွေအပြိုင်ပြိုင်ထလာသည်ပြန်ရောက်သည်နှင့်အဲလီယောနှင့်နီဝိုတို့အခန်းသို့လာခဲ့သည် သူတွင်ပြောစရာအများကြီး ရေခဲစိမ်ပီယာကိုတောက်ရင် တိုက်ပွဲနဲ့အချက်အကြောင်းကိုပြောသည်ညီဝကလည်းနွေအာဒီလှူအားပေးစီမံကိန်းအရာလီရင်တင်တင်ပေါ်တစီဖြင့်ပစိပုတ်တင်မှုတရာမှပြန်လာသူဖြစ်သည်ဟိုနိုလူလူတွင်တပတ်ခန့်နေပြီးအယူအမှုဖြစ်မတတ်ဖြင့်အိမ်ပြန်ရောက်လာခဲ့သည် သူကလည်းသူစွန်စားခံကလေးများကိုအသေးစိတ်ပြောပြသည်တောင်ပိုင်းတို့ထွက်သွားသည့်ဂျီဆန်အီနွေရာသီကျောင်းပည့်ရဲများကမူသူတို့နဲ့မတူ ပထမသူတို့ကိုအိုင်ဘွေနယ်တော်ကလာသူများကိုဆိုက တက်တက်ကြီးများတက်တက်ကြီးကသူ့ကိုစစ်ဖက်နဲ့ရှိကြီးစီလျက်စစ်စခန်းပတ်ပတ်လေကိုအပြေးခိုင်းသည်ကြဲကြဲသောပူနေသည့်နေရာအောက်တွင်တနာယီခန့်ပြေးလိုက်ရသည်သည်အဲလီယိုကနောက်ထပ်ရေကင်းစိန်ပြီးရတလုံးကိုဖောက်ရင်တေရောဘောကွာဟုပြောသည်အမေဒီလိုလို့တာခက်ကောင်းအောင်မဲမောင်ကိုကိုကြည့်လိုက်ပါလားကိုရေတော်စစ်သွားရင် ဒါပေမဲ့သူခိုင်းတိုင်းပဲလုပ်မလဲကိုကနှလုံးရောဂါရတယ်လို့လုပ်ပြလိုက်တာပေါ့အမေပဲဆိုလို့တော့အဲ့ဒီကန်တက်တက်ကကောင်တွေကသူတို့ဘက်ကိုညှင်းဆဲတက်တဲ့ညင်ရှိတယ်ထင်တာပဲငါတော့အဲ့ဒီတက်ချက်ငနေကြီးတွေစိတ်တော်မကောင်းဟင်ဘာဖြစ်လို့ဒီတော့မှသူ့ကိုဘာဖြစ်လို့ဒီငနေကြီးတင်းတန်းမှာဖိမောင်းနေတယ်လဲဆိုတာတီးရတာကိုကဗဂျီးနီးယားကစစ်စခန်းတွေမှာလူဖြူမဟုတ်ရင်မစားတာဘူးမှာ စနေနေ့တနေ့မှာတော့သူကောင်တွေမျိုးတွေကိုရှောက်လိုက်ကြတယ်။သူကကျွန်းစင်ဆိုင်မှာထိုင်ပြီးရေကမ်းမွန်စာနေတော့တက်ချက်ကြီးကဖြတ်သွားတယ်။ငါဆိုရဲငါတုံးကလည်းသူ့ကိုလက်ပြနှုတ်ဆက်ပြီးသူနဲ့သူရေကမ်းမွန်လာစာဖို့ဖိတ်ခေါ်တယ်။ရေကမ်းမွန်စာဖို့ခေါ်တာဘာဖြစ်တယ်လဲကွ။အန်ဒူးကမေးသည်။မင်းတို့ပြောရင်ယုံကြည်မှယုံမယ်။ငါကခေါ်တော့ငနေကြီးကတွေ့တွေ့ကြီးရက်နေပြီးသူ့ကိုလက်သီးဆုပ်ပြသွားတယ်ကွ။တနင်္လာနေ့ရက်ရောက်ရောဘာပြောကောင်းမလဲ။ နည်းနည်းကြီးကတို့ကိုဒိုက်ထုတ်ခိုင်းလိုက်တာတေးလူမတက်ပဲမင်းပြောတာပါလေကွမင်းတို့ကရေခဲမှုစားဖို့အကောင်းခေါ်တာပဲဒါပါစိတ်ဆိုးကြရှိလို့လေအကောင်းတော့အကောင်းပဲဒါပေမဲ့ငါဆိုတဲ့ငါတုံးကသူတို့စီကထုံးစံနေပဲတိမလဲကွသူတို့မျိုးကအရင်တော့ကလို့လူဖြူလူမဲခွဲထားတော့ရေပြီးတော့စစ်သားနဲ့ရက်သားလည်းတိတ်ခွဲထားတော့စစ်သားကဒုနဲ့လာပြီးရေခဲမှုစားခွင့်မရှိဘူးကွဒါကြောင့်ငနေကြီးစိတ်ဆိုးတာပေါ့ သူ့ကိုတက်မဲ့လှောင်နေရထင်တော့တာပေါ့နီဝောကဒီခေတ်မှာတာမျိုးတွေရှိသေးသလားကွာဒီမှာကြည့်စမ်းမင်းတွေဝီတီဖြစ်ရတာကိုကျင်းတတ်သလားမသိလို့မေးစမ်းပြစင်ကြည်စံကသူ့အဖော်များနဲ့နီဝောကိုလှမ်းကြည့်လိုက်ပြီးအတန်ကြာစဉ်းစားနေသည် သူစကားသည်သူ့ကိုစော်ကားသည့်နယ်ဖြစ်နေသည်ဟေးအောင်မင်းလိုဝမ်းတွင်းယူက ပြောတာမလို့မင်းနောက်ဆုံးစကားကိုငါခွင့်လွှတ်လိုက်တယ်နှုတ်မို့ရင် သူတို့ထဲတွင်အငဲလွတ်လွတ်ဖြန့်ဖြီးတတ်သည့် Andrew Elio ကစကားကိုတခြားသူလွှဲပစ်လိုက်သည်